ြောရရင်တော့ကျွန်တော်ဒီရောက်တာအခုဆို3လ3လလောက်ရှိပြီပေါ့နော်ဟိုကိုကဟိုနိုင်ငံကြီးလဲနားမလဲပါဘူးနိုင်ငံကြီးလဲနိုင်ငံကြီးအများကြီးခြေပြန့်ရှုပ်တွေ့တော့နိုင်ငံလဲနားမလဲအခုဒီဘက်ကိုရောက်လာပြီဒီလိုဖြစ်တာလဲဒါဒီဟိုဘက်အုပ်စုကဒီမတရားတာတွေနိုင်ကျင်တာတွေကိုမခံချင်လို့သူတို့အောက်မနေချင်လို့ထွက်လာတာပဲစထွက်လာတော့ခြေနေနဲ့ဒီနောက်ပိုင်းခြေနေဆိုရင်တော့ ဟိုခန်းစားချက်တရားပို့ဆိုးလာတော့ပေါ့နော်ဒါဟိုဒီသူတွေဟိုဒါဘုံနေကျဲတယ်တက်တက်ဖြတ်တယ်နိုင်ချင်းနေဒါတွေကပူပူဆိုးလာတော့ကိုယ်စိတ်ကလည်းပူပြီးတော့သူတို့အောက်မှာမနေချင်ဘူးသူတို့သူတို့ဘာလုပ်မယ်ဆိုတာကိုအထဲမှာနေအထဲမှာနေတဲ့လူတွေပြောတာပေါ့နော်အထဲမှာနေခဲ့နေပြီလို့ရှင်ဒါသူတို့စိတ်ကယူလို့ပဲလေလှုပ်ချင်လှုပ်တယ်မလှုပ်ချင်မလှုပ်ဘူးလှုပ်ရင်လည်းလှုပ်ပေးထားမယ်အဲ ဘာမှမလုပ်ဘဲနဲ့လည်းကောက်ပြီးတော့ဆွဲစည်းရင်လည်းစည်းလိုက်မယ်အဲ့တော့အဲ့လိုဘာမှမသိတဲ့ခြေနေအောင်အဲ့လိုအနိုင်ကျင့်ခံရတဲ့အောက်မှာမနေချင်လို့ထွက်လာဖြစ်တာပေါ့နော်ထွက်လာဖြစ်ပြီးတော့ဒီဘက်ရောက်တော့လေခုနပြောလို့အခြေအနေတွေကသူတို့လောက်ဆောင်ချက်တွေကပူပူဆိုးလာတော့ပူပြီးတော့စိတ်ကဒီအထက်မှာကြံခဲ့တဲ့သူတွေအတွက်လည်းစိတ်မကောင်းဘူးပေါ့နော်အဲ့တော့ဒီ ကိုဒီဘက်မှာကိုကလည်းဟိုအများကြီးမလုံနိုင်ဘူးအများကြီးမလုံနိုင်တော့ကိုလုံနိုင်တဲ့ကိုလုံနိုင်တဲ့အားလေးနဲ့ပဲကိုလုံပေးမယ်ဆိုပြီးတော့ဒီလိုခုနပြောလို့တော်လိုင်းကြီးပွဲတော်လိုင်းကြီးအတွက်စီစဲမဲ့ပွဲလေးတွေလက်ခံပြီးတော့ဆိုတယ်ကိုဝင်းဝင်း situation ပေါ့နော်ဒီတော်လိုင်းကြီးတော်လည်းပါဒီမဲ့ကိုရည်တည်မှုတော်လည်းထောက်ကူဖြစ်မယ်အဲ့လိုမျိုးပွဲလေးတွေဆိုဖြစ်တာပါ ငါငါထွက်ပြီးတော့ချက်ချင်းမထွက်လာသေးဘူး။ရန်ကုန်ထဲမှာပဲလှည့်ပြီးတော့ရှောင်နေသေးတာပေါ့နော်။အဲ့ဒါရန်ကုန်ထဲမှာရှောင်တာဆက်လာလောက်ကြာတာပေါ့။ဆက်လာလောက်ကြာတယ်။နောက်မဲဆောက်ရောက်လာပြီးတော့တနစ်မဲဆောက်ရောက်ပြီးရက်ဘာမပြတ်ထွက်လာတဲ့တနစ်ကြော်ကြော်လောက်ထိကတချင်းကိုလုံးဝမစိုးဖြစ်ဘူးပေါ့နော်။တချင်းလုံးဝမစိုးခေတ္တလည်းလုံးဝမတို့ရန်ကုန် ရန်ကုန်ထဲမှာလည်းရှောင်းတဲ့အချိန်ကျတော့ဂီတာလည်းတီးလို့မရဘူးလေဂီတာလည်းမတီးတခြင်းလည်းမဆိုဒီဘက်ရောက်လာပြီးတော့လည်း3-4လလောက်ကမဆိုဖြစ်တော့အဲ့မှာနောက်ပိုင်းကျမှတခြင်းအိမ်မှာဂီတာတီးပါ냐တခြင်းဆိုတဲ့အချိန်မှာဘလူးဘလူးခံစားရလဲဆိုတော့ဟိုကုကုကုဟိုအရင်လိုမဆိုရဲဘူးဖြစ်နေတယ်မဆိုရဲဆိုတာလူလူအစ်စ်လိုဖြစ်သွားတယ်ငါငါထုတ်ပြီးတော့ငါငါဆိုတာဘာပြော ဖမ်းဖမ်းမှုဝရမ်းပေါ့နော်ဝရမ်းထုတ်ကန်ရဆိုအဲ့မှာဖမ်းမခံအောင်လို့မြို့ထဲမှာရန်ကုန်ထဲမှာပဲရှောင်နေရတယ်ဆိုကိုရှောင်နေနေရမှာကိုကအတန်ထွက်လို့မရဘူးလေသိရမလားဂီတာလည်းတီးလို့မရဘူးဂီတာတီးပြီးပါပြောတခြင်းပညာဆိုလိုက်ရင်ကိုကဟိုရက်ဒီလိုခြံကြီးပါရဲ့မှာပုံနာမဟုတ်လေဒီရက်ွက်တွေကအဲ့လိုဟို နေရာလေးတွေမှာပဲရှောင်ရတာဆိုတော့ကိုအတန်ထွင်ကိုရှိနေတည်သွားမှာဆိုတော့အဲ့ရှစ်လလောက်ကတော့လုံးဝမဆိုပြေနောက်ဒီဘက်ရောက်လာပြီးတော့ဒီမဲဆောက်ရောက်လာပြီးတော့လေအဲ့လိုပဲမဲဆောက်ရောက်လာပြီးတော့ဂီတာလည်းမပါဘူးဂီတာမပါဘဲနဲ့မဲဆောက်ရောက်လာပြီးတော့3လလလောက်နေမှာအဲ့နေတဲ့ safe house ရဲ့အရှိရ safe house ပဲပေါ့နော်အဲ့ရဘလိုလိုပဲအဲ့လိုထွက်ဟို ငါငါထွက်လို့ပြေးလာတဲ့ဟိုတရားသူကြီးတယောက်ရှိတယ်။ तू ကတရားသူကြီးဆယ်မှာရွယ်တူလောက်ပေါ့နော်။အဲ तू ကသူ့ဂစ်တာလေးပါလေအဲ့ဒီချင်းယူထားပါဆိုပြီးတော့ပေးထားတော့အဲ့တော့မှဂစ်တာပြန်ကိုင်းဂစ်တာကိုင်းတီးပြီးတော့ခုဆိုတော့ခုနပြောစုပဲမဆိုတာကြာတော့ဟို confidence နေသွားတဲ့သဘောလားတော့မသိဘူးပေါ့နော်။ဆိုမစ်နဘရအဲ့လိုပေါ့ဘေးအဲ့မှာလဲ safe house မှာလဲဒါထိုင်းရရက်ွက်ဟိုဘာလဲမှာဆိုတော့ ဘေးအိမ်တွေလည်းရှိတော့ဟိုဖွင့်မဖွင့်မဆိုရဲဘူးကိုကဆိုရဆိုရဲချုပ်အဲ့ဟိုဖြစ်နေမှာချုပ်တီးထားပြီးတော့ဆိုကဖြစ်နေတော့အဲ့ဒါပိုဆိုးတယ်ကိုကမဆိုရလည်းကြာချုပ်လည်းချုပ်ထားတော့အဲ့လိုတော့နေတာပေါ့အဲ့ဒါအနေမှာတပြေးပြေးနဲ့ပြန်ပြီးတော့ဟိုရန်ကုန်မှာတော့ဘာပဲပြောဟိုအပြင်ထွက်တာနဲ့ကားဝတ်တက်လိုက်တာနဲ့တချင်းပွင့်ပြီးတော့ တောက်လျှောက်ကမောင်းနေတယ်တောက်လျှောက်ဆိုရယ်နောက်ဟိုပွဲတွေဆိုလဲဟိုမင်္ဂလာဆောင်တို့ဒီဆိုင်ပွဲတွေဘာတွေကအမြဲဆိုနေရတာဆိုတော့ဟိုပြက်တယ်ဟိုတချင်းဆိုပြက်သွားတာမရှိဘူးတောက်လျှောက်ဆိုဖြစ်နေအဲ့အဲ့အဲ့လိုအခြေအနေကနေပြီးတော့ခုနပြောတနစ်လောက်ပြက်သွားတော့တော်တော်တိတာတယ်ဟိုစိတ်စိတ်စိတ်အခြေအနေလဲပါပါဘောနော်ဆန်တမဲရောမီဆိုးတို့အဲ့တို့တဲ့ခြေရဆိုကျွန်တော်တို့ ။တချင်းမွေတပီမှာအကျိုးပြုဆိုတဲ့တချင်းသုံးလေးခုလောက်ထည့်ရပါလေ။အဲ့တော့အဲ့တော့ကျွန်တော်အကျိုးပြုဆိုပြီးတော့ထည့်ခဲ့တဲ့တချင်းလေးပါ။ရေးတဲ့သူကတော့ကျွန်တော်ရဲ့အကိုချူချူဖြစ်ပါလေ။ဒီတချင်းလေးကတော့အဲ့ဒီချင်းကဘာအကြောင်းရေးထားလဲဆိုရင်တော့ဒါ policy ပေါ့နော်ဒါတမရသားတွေတမရသားတယောက်ရဲ့ခံစားချက်အနေနဲ့သူကရေးရေးထားခဲ့တာဖြစ်ပါလေ။ ဒါပေမဲ့အခုကျွန်တော်ဆုံးမခံစားချက်ကတော့ဒီတမရသာအတွက်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့တရေကောင်းလေးတွေဖြစ်တဲ့ရေပြင်ကရေပေါ်တွေအတွက်ဒီပဲပြောကျွန်တော်ဒီဆိုချင်ပါတယ်ဂျိုးငဲ့ငယ်လေးလို့ညောင်းဝင်ဆက်ဆက်ပြီးတော့ဟိုပြောချင်တာဒီတခုတော့ရှိတယ်ဒါအခုဒီမှာဇုတ်ခဲ့တဲ့ပွဲတွေမှာလည်းဟို ြောဖြစ်ပါတယ်အဲအကြောင်းလေးကလေ။ဘာလဲဆိုတော့အခုဟိုဒီဘက်ဒီ USB ရောက်လာတော့ပူပြီးတော့မြင်လာတာပေါ့နော်။ပူမြင်လာတယ်ဆိုတာဟိုမဲဒီ Thai ဘက်မှာတော့လည်းရှိတာတော့ရှိပါတယ်။ရှိတယ်ဆိုတာဒါကတော့ရှိမှာပဲ။ဘာလို့လဲဆိုတော့သူတို့ဟိုဘက်ချမ်းကလည်းဒီလိုဖြစ်အောင်ဟိုလှုပ်ထားကြတာပေါ့နော်။ဟိုကိုဘက်ကိုဘက်ကလူချင်းချင်းထဲမှာကွဲနေကြတာပေါ့ ကွဲနေဆိုတာဟိုအခုဒါသူတို့လည်းဟိုဘက်ကလည်းဒါဒီလိုဖြစ်အောင်လုပ်နေပါပဲလေဒီကိုဘက်ကလူ ချင်းချင်းစိတ်ဝမ်းကွဲပြီးတော့ဒီဥမာထားဖို့လုပ်နေလူဟိုဒီလိုဒေါ်လန်အကူညီတဲ့လူချင်းချင်းဟိုဖွဲ့ရီကွဲကွဲပြီးတော့စွစုစီစီမဖြစ်အောင်ပေါ့စွစုစီမဖြစ်အောင်အဲ့လိုလုပ်ကြတဲ့အထက်မှာဒီသူတို့လှုပ်လို့ဖြစ်နေတာကြီးလည်းရှိတယ်နောက်ပြီးတော့ ဟိုကိုလူချင်းချင်းမှာပဲကိုရဲ့ပုဂ္ဂလိကခံစားမှုတွေကိုဟိုဘယ်လိုခေါ်မလဲပုဂ္ဂလိကခံစားမှုတွေကိုရှည်တန်းတင်ပြီးတော့ဟိုကိုကိုယူဆနဲ့မတူလို့ကိုအဲ့အဲ့မျိုး꿰နေတာ၄ပေါ့နော်အဲ့အဲ့မျိုးတွေလည်းရှိတော့ဟိုအဲ့လိုမျိုးတွေမဖြစ်စေချင်ဘူးပေါ့နော်ဒေါ်မမီဝင်းဘတ်ပြောခဲ့တာ၄ကျွန်တော်အဲ့ Facebook မှာလည်းတင်မှုတယ် ခုချိန်ကဟိုဒီကဘုံရန်သူတိုက်တိုက်ခိုက်ဖို့ပဲဘုံရန်သူသူဟိုဖြစ်သွားတဲ့ကြာကြာဆုံးသွားတဲ့အချိန်ကြမှာကိုကိုဘက်ကမကျင်တဲ့ချက်တွေကိုကိုလူချင်းချင်းကဒါနောက်ပိုင်း AAC ဘလို့ရှင်းရှင်းဟိုရှင်းလို့ရတယ်အခုလောလောဆယ်ဒီကဒီဘုံရန်သူဒီအာနာရှင်ဟို ပြုတ်ဖို့အရင်လုံးအောင်အခုကဒီအဲ့လိုမဟုတ်ကြဘူးတော့ဟိုမဲဆောက်မှာတော့ဒါထိုင်းရတော့ဒါတည်တည်လေးဆိုတော့ ဲ့မှာဟိုနည်းနည်းပါးပါးတွေ့စီစီတာပေါ့နော်ဒီဘက်ရောက်လာတော့ပူပြီးတော့အဲ့ဒါကြီးပူများနေတယ်လို့ပဲအဲ့လို state တစ်ခုမြို့တစ်ခုမှာတင်ဟိုအဖွဲတွေကအဲ့လိုဖွဲ့စရာဟိုလိုရန်ဖြစ်နေရတော့မဟုတ်ဘောနော်ဟိုဘလူးခေါမလဲဒါမှမဟုတ်အဲ့လိုစူးစစ်စီမရှိဘဲနဲ့ကွဲပြီးတော့တယောက်ကဒီလိုဆိုတယောက်ကဟိုလိုအဲ့လိုဖြစ်နေကြတော့အဲ့ဒါမျိုးတော့ဟိုဘလူးခေါမလဲ မဖြစ်စေချင်ဘူးပေါ့နော်ဟိုဒီအချိန်မှာအရေးကြီးတာစုစုစည်းညီညီညာနဲ့လမ်းဒီကိုရွေးချက်ထားတဲ့လမ်းအဆုံးအထိရှောင်းနိုင်ဖို့အတွက်ကဟိုညီညီညာညာရှိမှဖြစ်မှာဆိုတော့အဲ့အဲ့ဒါလေးတွေကိုအခုအချိန်မှာကိုယ့်ရဲ့ခံစားချက်ကိုတတိပုဂ္ဂလခံစားချက်လေးတွေကိုနည်းနည်းစိတ်လျှော့ပြီးတော့ဟိုဒီ ဘုံရန်သူပြုတ်ကြဖို့ဥတည်ပြီးတော့ရင်လောက်ကြစေချင်ပါတယ်စေစေလေးတာ ဘန်းနိုင်ရလဲနင်းနေပြီဆိုတော့စိတ်စိတ်သက်ကိုကိုရွေးထားတဲ့လမ်းကိုခိုင်ခိုင်မာမာရှက်ဖို့ဟိုစိတ်တင်ထားစိတ်တင်ထားကြပါနောက်ဒီဘက်မှာရှိတဲ့အဖွဲစည်းတွေဖွဲ့စည်းဆိုတာဒီမှာနေနေကြတဲ့မြန်မာဖွဲ့စည်းတွေကလည်းခုနရှေ့ပိုင်းမှာပြောခဲ့သလိုဒီရမုံဝေးပွဲလေးတွေဟိုဈေးရောင်းပွဲလေးတွေရှာတယ်သူတို့ဟိုလုံနိုင်တဲ့ဟာလေးတွေလုံပြီးတော့အမြဲဟို ဟိုဒီဒေါ်လာအတွက်စီစဉ်နေတာရှိပါတယ်နောက်ပြီးတော့အခုဆိုလဲဒီကျွန်တော်တို့ဒီလူပညာရှင်တွေအခုဆိုလဲလင်းလင်းတို့ trader တို့ရောက်လာကြပြီဆိုတော့ပို့ပြီးတော့ဒီဘက်မှာအရာတောင်းသွားပြီပေါ့နော်အဲ့တော့ဒီပွဲတွေကရပွဲလေးတွေစီစဉ်ပြီးတော့ရလာမယ်ရလာတဲ့အမျက်စုံတွေလဲဒါဒေါ်လာရေတောက်လျှောက်စီစဉ်မှာဖြစ်လို့ဖြစ်တဲ့အတွက်အတင်းထားပြီးတော့ဆုံးတိဆက်ချဖို့ 不要紧嘛嘞。